ဲ့အဲ့ဒီနဲ့မတော်တဲ့ခေါင်းပေါ်ရဲ့တော်တော်လေးဆိုင်ရတဲ့ဒါကတော့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့အနီးကဟုံဖိုင်ကျေးရွာချွန်ပတန်ဖုံတော်ကြီးကျောင်းမှာထိုင်းနဲ့မြန်မာရွှေပြောင်းတွေစုပေါင်းပြီးကျင်းပတဲ့ကထိန်ပွဲလေးပဲဖြစ်ပါတယ်။သွေးလွန်တုတ်ကွေယောဂဆိုတာဖိုင်ရက်ဘူးတမျိုးကျောင်းဖြစ်ပြီးအေဒီကိုက်ချင်းမတဆင့်ငူဆက်တတဲ့ယောဂတမျိုးဖြစ်ပါတယ်။သွေးလွန်တုတ်ကွေအဖြစ်များဆုံးလက္ခဏာတွေကတော့အဖျားကြီးခြင်း၊ဆန်းတုပ်ခြင်း၊မျက်လိုအနောက်ဖက်အောက်ခြင်း ကောင်းကိုက်ခြင်း၊ကြွက်သားနှင့်အယူအဆများနာခြင်းကိုက်ခဲခြင်း၊ပြိုအန်းခြင်း၊အရေးပြောင်းအနှင်းဆက်များထွက်လာခြင်း၊ပင်ပန်းခြင်းနှင့်နှုံခြင်း၊တခါတလေအကျင့်များကြီးလာခြင်းတို့ဖြစ်တတ်ပါသည်။အထက်ပါလက္ခဏာများဖြစ်ပေါ်ပါကစေခံပြပြီးသွေးလွှတ်တုပ်ကွေးဖြစ်မဖြစ်ချက်ချင်းစစ်ဆေးပါ။အောက်ဖော်ပြပါယောဂလက္ခဏာတစ်ခုထပ်ပိုးပြီးခံစားရပါကနှင်းဆက်ရာဆေးရုပ်တို့အမြန်သွားရောက်ပြီးစေကူတာမှုခံယူဖို့လိုအပ်ပါသည်။ အခုလိုအင်ရှင်ထိုင်းနိုင်ငံသားတွေနဲ့မြန်မာတွေအကြားကထိန်ပွဲကိုပူးပေါင်းချင်းပတာဟာဟုံဖိုင်ရွာထဲမှာဒါဟာပထမဆုံးအကြိမ်လည်းဖြစ်တာပါဟုံဖိုင်ချင်းရွာဟာ2021ခုနှစ်မြန်မာပြည်အကြံအတန်းနောက်ပိုင်းမဲဆောက်ကိုအကြောင်းမျိုးမျိုးကြောင့်ရောက်လာတဲ့မြန်မာရွှေ့ပြောင်းတွေအများအပြားနေထိုင်တဲ့မဲဆောက်အပိုင်ချင်းရွာတစ်ခုလည်းဖြစ်ပါတယ် အရင်ကမြန်မာနိုင်ငံသားတွေအပေါ်ဒေသခံထိုင်းတွေကမလိုလားဟန်ရှိပေမဲ့အခုနောက်ပိုင်းကြီးရွာအုပ်ချုပ်ရေးတွေကိုအပြောင်းအလဲပြုလုပ်ပြီးမြန်မာပြည်သားတွေကိုကင်တွယ်ရမှာအရင်ကနဲ့မတူပဲအပြုသဘောဆောင်လာတယ်လို့အဲ့မှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကဆိုပါတယ်။အရင်တော့ဆိုရင်တော့ပေါ့နော်နည်းနည်းမြန်မာတွေနဲ့ဟိုအားလုံးထိုင်းလူမျိုးအားလုံးကိုတော့မဆိုလိုပါဘူး။ တချို့ကနည်းနည်းခွဲခြားဆက်ဆံမှုလေးတွေရောက်တာရှိတယ်ပေါ့နော်အခုနောက်ပိုင်းကျတော့အခုတက်လာတဲ့တကြီးကိုတိုင်ကားကိုပေါ့နော်ဒါထိုင်းနေနဲ့မြန်မာတွေနဲ့မခွဲခြားရဘူးအခုကထိန်မှာဆိုလို့ရှိရင်လည်းဟလာအလူခန္ဓာတွေစလို့ဒီအခုကထိန်ပွဲကျင်းပနေတဲ့အချိန်တွေအထီရောပေါ့နော်မြန်မာတွေဆိုရင်လည်းမြန်မာလူမျိုးတွေရဲ့ဒီမှာမန္တတ်တွေရှိမယ်ထိုင်းနေဆိုရင်လည်းထိုင်းလူမျိုးတွေရဲ့မန္တတ်တွေရှိမယ်ပေါ့နော်အကုန်လုံးစုပေါင်းပြီးတော့ လောက်ကင်ကြရတယ်ဟိုဒီအလောက်အကိုင်းဒီဒီမှာတန့်ရှင်းရေးလောက်တာကနေစပြီးတော့ပေါ့နော်ဒီနေ့အလှနေ့အထိလဲပေါ့နော်ဒါမြန်မာပြည်သားတွေရောထိုင်းလူမျိုးတွေရောအကုန်လုံးပူးပေါင်းပါဝင်ကြတယ်ပေါ့ဒါပစ္စနောရောဟောင်ကောင်ရောအရင်တုန်းကဟုံးပိုင်းမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေဟာစီကံချိုးဖောက်တာတွေရှိတာကြောင့်ထိုင်းတွေဘက်ကခွဲခြားတာမျိုးရှိခဲ့တယ်လို့ဒေါ်ညိုညိုကဖြည့်ဆွတ်ပြောပါတယ် ရက်ရွာအုပ်ချုပ်ရေးမှာမြန်မာတွေကိုကင်တွယ်ရမှာပို့မှုအဆင်ပြေစေဖို့မြန်မာတကြီးလို့အလွယ်ခေါ်တဲ့မြန်မာလူငယ်ခေါင်းဆောင်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးကိုလည်းခန့်အပ်ထားပါဗျာ။များသောအားဖြင့်ထိုင်းရောက်မြန်မာရွှေပြောင်းအလုပ်သမားတွေကိုဒေသအာဏာပိုင်တွေနဲ့နေမြေကန်ထိုင်းတွေကခွဲခြားဆက်ဆံပြီးဖိနှိပ်ကင်တွယ်တဲ့အခြေအနေတွေလည်းရှိနေပါဗျာ။ဒါပေမဲ့အခုလိုအောက်ခြေအဆင့်ကြီးရွာနဲ့ဒေတန်ဒရအာဏာပိုင်တွေက မြန်မာလူမျိုးတွေကို ထိုင်းလူမှုအဖွဲ့အစည်းတဲ့ဘလို့ကောင်းမွန်စွာပူးပေါင်းနေထိုင်ဖို့ကင်တွယ်တက်သူတွေလည်းရှိကြပါဗျ။မြန်မာတကြီးအနေနဲ့ဘာတွေလှုပ်ဆောင်ဖို့လိုလဲနဲ့ပတ်သက်လို့တော့မြန်မာကောင်းဆောင်ဖြစ်ဆောင်ရွက်နေတဲ့ကိုဆိုးသူအောင်ကအခုလိုပြောပါဗျ။ဒီနေ့မှစပြီးတော့ဗမာပြည်သားတကြီးခန့်လာဆိုတော့သူတို့တူညီပြီးတော့ဝိုင်းလို့လာဒီနေ့မှစတော့ခိုင်းနေရတော့အဲ့လိုအရင်လိုမတူညီဘူးပေါ့တော်တော်ပေါ့ကိုကကိုပေါ့ဒီနေ့ရောတပူတပေါင်းနဲ့အကုန်လုံးစုလို့ကြတာပေါ့ ဟုတ်ပါဗျာဒီကြီးဆိုတော့အခုအကွယ်ရွာရေးရွက်ရေးရွာရေးပေါ့အခုရွာထဲမှာစုပူတာပဲရှိတယ်ချွတ်ချာမူရေးတောက်စားတာရှိတယ်ဟိုအဲ့ဒီကောကို့ဘာမှမပြသားရှိတော့တ냐မလောက်ခင်ပေါ့ကိုကနည်းနည်းပါထိမ့်သိမ့်ကြုံပြီးတော့ပြောပြရတာပေါ့ကထိန်ဆိုတဲ့ဝေါ်ဟာရာဟာခိုင်မြဲခြင်းမြဲမြံခြင်းလွန်မြောက်ခြင်းကင်းလွတ်ခြင်းလို့မြန်မာမှုပြအတိတ်ပဲဖွင့်ဆိုနိုင်ပါတယ်ကထိန်ပွဲတော်ရောက်တိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြန်မာရွှေပြောင်းတွေဟာ နီးဆက်ရဘုံကြီးကျောင်းတွေမှာသာမက တချို့နေရာတွေမှာတော့ထိုင်းဘုံကြီးကျောင်းမှာထိုင်းပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ဆင်နွှဲလေးရှိကြပါတယ်။